အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ AB လောက်ဆယ်ရဲ့ကြတာပရင်းနေအတွက်မော်လဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြင်းကလေးသတင်းအနေနဲ့မနေ့က AB လောက်9ရက်နေ့ည9:30မိနစ်ခန့်မှာမန္တလေးမြို့အနောက်မြောက်ဘက်9မိုင်ခန့်အကွာအနက်9ကီလိုမီတာကိုပဟုတ်ပြုပြီးအင်အား3.3ရတာစကေးအဆင့်ရှိမြင်းကလေးတစ်ခုလောက်ကတ်ခဲ့ပြီးအဲ့ဒီနေ့တရက်ထဲမှာပဲအကျဉ်30ထပ်မံလောက်ကတ်ခဲ့လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရနဲ့ရေဝန်းဟာဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းကိုရောက်ရှိခဲ့ပြီးလေပြင်းရနဲ့ရေဝန်းအဖြစ်အာရော့သွားခဲ့ပါပြီ။အဲ့ဒီလေပြင်းရနဲ့ရေဝန်းဟာမြောက်အရှေ့မြောက်ဘက်ကိုရွေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတဖြည်းဖြည်းအာရော့သွားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။လေပြင်းရနဲ့ရေဝန်းရဲ့အရှိန်ကြောင့်ဒီကနေ့မနက်ကနေမနက်ဖြန်အထိပြည်နယ်နဲ့တိုင်းအားလုံးမှာနေရာကျကျမုတ်ထချုံရွာနိုင်ပါတယ်။ ဒါပြင်နောက်တစ်နေ့ဧပြီလ12ရက်နေ့ကနေ18ရက်နေ့အထိတကြံကာလအတွင်းမှာတော့ပြည်နယ်နဲ့တိုင်းရင်းလုံးတို့မှာနေရစစ်စစ်ကနေနေရအနှံပြမိုးထစ်ကြုံရွာပြီးအချို့ဒေသတွေမှာနေရကွက်ပြီးမိုးကြီးနိုင်ပါတယ်ဒီကနေ့ညနေအထိကချင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရစစ်စစ်၊ကရင်ပြည်၊ချင်းပြည်၊မွန်ပြည်၊ရှမ်းပြည်နယ်ရန်ကုန်တိုင်းတို့မှာနေရကြဲကြဲနဲ့ကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရကွက်ကြားမိုးထစ်ကြုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ် ။တရနိုင်တိုင်းနဲ့မွန်ပြည်တို့မှာမိုးတိမ်နှောင်တွေဖြစ်ပေါ်နေပြီးအဲ့ဒီမိုးတိမ်နှောင်တွေရွေးရှားရသလျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုံစလာကအကြံပြုထားပါတယ်။ကမ္ဘာလိပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတင်အထင်တင်ကနေတင်ထွက်ထန်နေပါတယ်။မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအထင်တင်ရှိပါမယ်။ မြမကံရွယ်နဲ့တခြားနဲ့ကံလွန်ပင်လေပြင်းတော့မှလှရင်မြင်၅ပေကနေ၈ပေကန်းအထိရှင်နိုင်ပါတယ်။နောက်နေ့ရက်အတွင်းပြင်းနေတဲ့တိုင်အောင်လုံးတော့မှနေရာကျကျမုတ်ထချုံရွာနိုင်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။